မြန်မာနှစ်1389ခုနှစ်18ရက်လေးလ2025ခုနှစ်မှာ16ရက်လေးလ2026ခုနှစ်ထိတောက်ကြတာသမီးများအသက်စနစ်73 20 21 26 29 36 39 55 53 63 60 68 69 86 89 84 85 63တရားတရားနှစ်အတွက် ဆောင်းရန်ရှောင်းရနေ့အစီအရင်များဆရာဦးမောင်မောင်တန်းရှင်ကိုအေးများစေတာဤဘေဒင်ဟောဇရန်ဒီတောက်ကြသာသမီများအားလုံးအတွက်မဟုတ်ပါသင်ရဲ့တက်ကိုရှစ်ဖြင့်စားပါက လေးကျွန်းသောနှစ်များနဲ့ငါးကျွန်းသောနှစ်များအတွက်သာဖြစ်ပါတယ်အတပ်ပိုင်းလိုက်ဟောဇရန်များကိုဆက်လက်ပြီးမှတင်ဆက်ပေးပါမယ်ရှင် တောက်ကြသားသမီးများဒက်စနစ73နှစ်စက်3နှစ်စက်နှစ်စက်8နှစ်စက်9 36 39 44 45 55 66 67 66 89 80 83 83 63 63တရ103 93နှစ်တွေရောက်နေပြီဆိုတာ ਨੇ အောင်မြင်လို့တဲ့ဘယ်ကိစ္စကိုမဆိုစနေနာမည်ရှင်များ ਨੇ အတိုင်းမြင်ပြုလုပ်ပါ အကြံဉာဏ်အကူအညီယူပါဒါပေမဲ့စနီစပြီးဇတပရိပိန်မဲ့ထားတဲ့ထွန်းပတင်မုံဆိုတဲ့နာမည်တွေမျိုးဖြစ်နေရင်တော့အကျိုးမပေးတော့ပါဘူးเนาะအင်္ဂါနာမည်ရှင်တွေလည်းအကျိုးပေးပါတယ်ဒါပေမဲ့တစ်ချိန်မကပဲနှစ်ချိန်သုံးချိန်တော့တွားရပါလိမ့်မယ်တောက်ကြနာမည်ရှင်တွေကလည်းအကျိုးပေးပြီးမဲ့သူတို့ကိုယ်တိုင်အင်္ဂိစာလောကိစာတွေနဲ့အတွားလာများနေတယ်လို့သူတို့နဲ့တွေ့ဖို့ဆိုရင်တော့ဆွဲရှိပေးပါအောင်မြင်ပါလိမ့်မယ် ကျန်တဲ့နာမည်ရှင်တွေကတော့ခင်မှုကောင်းကြပေမဲ့စီးပွားဆိုင်ရင်အကူအညီတောင်းရင်တော့မဖြစ်နိုင်တော့ပါဘူး။ရှေကနန်းကိုတတိထားပြီးအလုပ်လုပ်ပါ။ရှောင်းမှုတွေကတော့ရေလုပ်ငန်း၊ရွှေလုပ်ငန်းအမျိုးမျိုး၊အဆောက်အအုံလုပ်ငန်းအမျိုးမျိုး၊ကားလုပ်ငန်း၊ကျောက်လုပ်ငန်းစက်တူရှယ်ယာလုပ်ငန်းဒီနှစ်မှာမှပြုလုပ်မယ်ဆိုရင်အထူးတတိထားပြီးတော့မှရှောင်းရှားဖို့အကြံပြုချင်ပါတယ်။စက်တူရှယ်ယာလုပ်ငန်းများပြုလုပ်ရင်ကိုယ်ငွေဟာသူများအတွက်ဖြစ်သွားနိုင်ပါတယ် ဆက်တူရှယ်ယာငွေထည့်ပြီးလုပ်ငန်းသဘောနားမလည်သူတွေကြောင့်ကိုကသူတို့ထက်နှက်ဆပို့ပေးမှန်းတတ်ပါတယ်။လုပ်ငန်းမကျွမ်းကျင်ပဲငွေထည့်ပြီးအချိန်တန်ရင်အမျက်ယူမယ်ဆိုလို့အစင်မပြေတော့ပါဘူးနော်။ကိုပဲတာဝန်နေပြီးပြီးအစားမမှန်အိတ်မမှန်တဲ့ချိဖြစ်လာတတ်ပါတယ်။အထူးသဖြင့်မြေနဲ့ဆိုင်တဲ့လုပ်ငန်းမျိုးမျိုးကိုရှောင်ပါရှူတူးခြင်းရီတူးခြင်းလူအများနဲ့စုပြီးပြုလုပ်ရတဲ့လုပ်ငန်းမျိုးတွေကို အထူးသတိထားပါ။ ဝန်ထမ်းမမြဲတဲ့ကိစ္စအောက်လူကိစ္စတွေမပြတ်ဖြစ်နေတတ်ပါရဲ့အကျိုးမပေးတဲ့လုပ်ငန်းများကိုစွပ်တိုးပြီးပြုလုပ်နေရင်တော့စီးပွားဥစ္စာများအတော်လေးကုန်ဆုံးသွားနိုင်ပါတယ်နော်ငွေတွေဟာကောင်းစင်အမျိုးမျိုးနဲ့ထွက်ကုန်ပါလိမ့်မယ်ဒါကြောင့်မို့ကိုမကျွမ်းကျင်တဲ့လုပ်ငန်းကိုအများကဝိုင်းဝန်းပြောတိုင်းနားယောင်ပြီးမလုပ်မိပါစေနဲ့ကိုနဲ့အကျိုးပေးတဲ့လုပ်ငန်းကို လုပ်ဖြစ်ရင်တော့မြစ်တာတရားထားခြင်းကိုချင်းစာတရားထားခြင်းတွေနဲ့အောင်မြင်မှုကိုရယူပါ နှုတ်ကအနိဋ္ဌာရီပြောတာမျိုးဆဲရည်တိုင်းထွာတာမျိုးတွေညင်းညူနေတာမျိုးတွေလုံးဝရှောင်ကျင်ရပါမယ်။ငါပြောတိုင်းတစ်ထစ်ချဖြစ်ရမယ်ဆိုတဲ့သဘောကိုလည်းရှောင်ပါ။ဘာမစူစင်ကျင်လုံးတရားနဲ့ပြောပါ။အစာတောက်ကိုလည်းအချိန်မမှန်စားပါ။အိတ်ချင်ကိုလည်းအချိန်မမှန်အိတ်ပါ။လုပ်ငန်းခွင်တွင်အထက်အငော့အနေငယ်ဖြစ်တာနဲ့လုပ်ငန်းပြမှုလုံးဝမစင်စားပါနဲ့နော်။လိုအပ်နေတဲ့ကွက်လက်ကလေးတွေကိုရှာဖွေပြည့်စုံပြီးလုံလက်ဆလုပ်ငန်းကို จิจิလက်လက်ဖြောင်ပြုလုပ်ပါကစိတ်အလိုကို လိုက်ပြီးလုပ်ငန်းတွေထပ်တူးချွဲတာမျိုးတွေလည်းအထူးသဖြင့်ဆင်ခြင်ပါဂျမိုင်းကောင်မိုးကအစာတောက်ကိုအချိန်နဲ့စားပါ အငံအဆက်များရှင်ပြေစာများကိုလုံခဲအောင်မစားပါနဲ့ပန်ကားလေးကို လုံဝတိုက်ရိုက်မခံပါနဲ့အေးခဏခဏပြတ်မခံပါနဲ့လမ်းလျှောက်ပေးပါအများနဲ့စုပေါင်းပြီးလုပ်တဲ့လေ့ကျင့်ခန်းကိုမှန်မှန်လေးပြုလုပ်ပါ နေ့စဉ်တက်နိုင်သမျှအာနာပါနရှုမှတ်ပါလူမှုရေးတိုက်ခန်းများနေဖျားစီတီကိုတွားပါကောက်ကြတင်းလာဗုဒ္ဓဟူတောင်များမှာတပြက်စီလေအမိုက်ရှင်မှာမကြမကြပြုလုပ်ပါဘုံကြီးကြောင်များကိုရောက်တိုင်းတန့်ရှိပြုလုပ်ပါကုဒီစီပါလူများနဲ့ပြုလုပ်ရတဲ့အများအကျိုးဆောင်လုပ်ငန်းများမှာကုသဘောကုစိတ်နဲ့ရှေ့မထွက်ပါနဲ့စကားမမားပါနဲ့ဒေါသမကြီးပါနဲ့ဆုံးဖြတ်ချက်တွေလည်းမလိုပါနဲ့ အိမ်တွင်းရေးအဆင်ပြေဖို့ကမိသားစုထဲမှာခက်ထန်ကြံတန်းခြင်းမပြုပါနဲ့ဒီတဲ့ကိစ္စတွေကိုကြီးအောင်လည်းမဖန်ပြီးပါနဲ့စကားဟောင်းပြဒနာဟောင်းများကို ပြန်မပြောမိပါစေနဲ့ဘယ်သူကမှလည်းငွေမချေးပါနဲ့ကိုကလည်းလောင်းကစားကိစ္စတွေလုံးဝဆင်ခြင်ပါငွေရှုပ်ရှင်တွေရှောင်ပါနိုင်ငံခြားတင်မတော်ဖို့ကမနှက်ဆိုးဆိုးအာယုံတက်မှာဖုန်ခံကြွာလာတဲ့တန်ကားတော့အရှင်သူမြတ်များကိုအာယုံဆွန်လောင်းနေပါအကျိန်အကျိန်လောင်းနေပါ ညဉ့်ညာရေးကံတွေကောင်းနေပါတယ်။အောင်မြင်ပြီး အောင်မြင်နေပါမယ်။ကျူးစားလေအထင်ကမရှိအောင်မြင်နေပါပဲ။ကျမကြီးကောင်းနေတာနေပါအိတ်ချိန်စားချိန်လည်းမှန်ပါစီနော်။ရာဒူတို့ဘုကမတက်ရသေးတဲ့သင်တန်းတွေတက်ရပါလေအောင်မယ်။တက်ပြီးတာနဲ့တာဝန်တစ်ခုပြီးတစ်ခုထပ်ပြီးတူယူရပါလိမ့်မယ်။ယူပြီးမကြခင်မှာပဲရာဒူတက်ပါပြီ။လုတ်ဖို့ဂိုင်ဘက်တွေချာမှာစကားမမပါစီနဲ့။ချစ်တဲ့သူတွေကတော့တက်ဆိုင်သူတွေပေါ်မှာတက်စာရှိပါ။ ကိုထင်တယ်လို့စကားမပြောပါနဲ့။တန်တရားတွေနဲ့လည်းမဆက်ဆံပါနဲ့။ငွေကြီးကိစ္စအလုပ်ကိစ္စတွေအဆင်မပြေတဲ့အခါနှလုံးသားရေးရာကိစ္စတွေနဲ့မရောထွေးပါနဲ့။ညှက်လေးတွေမကြမကြပြင်းမဲ့လွတ်ပြီးပါ။လုံငန်းစတင်မှုကသတ္တာပရိနိမနက်9နာရီတီတီဖြစ်ပါတယ်။တနစ်လုံးကုသူပြုဖို့ကမနက်လင်းနာနဲ့ဖះရှင်ကိုညနေတက်တော်ရေတောက်တော်ရေကလူပူဇော်ပါ။ပြီးရင် ပဋ္ဌံပရိတော်တွေကိုဖွင့်ပြီးနာယူပူဇော်ပါဝိနေကြဒိဋ္ဌံတွေကို မပြတ်မကော့ဝင်ပါလာပြီနေတိုင်းဓာတ်ကြီး၄ပါးဆွတော်ကပ်ပါဥကောင်းနှင့်ရင်ဝမ်းကြမ်းမာရေမကောင်းသူများနဲ့စုံဖြစ်ရင်စေငွေအဟာရလူပေးပါကျင့်ကြံအားထုတ်မှုများစွာနဲ့အောင်မြင်မှုများအရာယူပါ အကြောင်းကြီးငယ်ရှိရင်ဖျားစီတီကိုတွားပါထုတ်ပါတော့တဆူဆူရှိမှဖျောင်းနိုင်ခွနတိုင်းနဲ့ပန်းဖြူများဝေးနေအောင်ပူဇော်ပြီး24ပစ္စည်းကို နှုတ်မှာ၉ချိန်ယူပြီးရှိခိုးပါ။ပြီးမှလူရကိုတွားပါ။ခြေကံကောင်းမှုကခွန်၅၆၃တန်းနဲ့များစနေဇတာပတိတောက်ကြအင်္ဂါနံထီဆိုင်များအခ္ခရာများလည်းကံစနေပါရယ်။ကိုနာမည်ကတောက်ကြစတနင်္လာပိမ့်မဲထားတယ်။တာကောင်တစ်ကျော်ဟန်ခန့်ဆိုတဲ့နာမည်တွင်မျိုးဖြစ်နေရင်တော့အမှုအခင်းဖြစ်စီမဲ့ရမှာလည်းများလုံးဝရှောင်ပါ မိတ်ဆွေတို့အနေနဲ့ဗီဒီယိုရရာလောကီပညာဗဟုသုတတွေကိုစိုက်နေတတ်တဲ့ဆိုရင်ကျမရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာခင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဒီလိုမျိုးမှပြန်ကြည့်ကြပါမယ်ရှင်။